Tudo em မင်္ဂလာပါရှင်ခေတ္တရေမီဒီယာကနေသတင်းများကိုတင်ဆက်ပေးလျက်ရှိပါတယ်ပထမဆုံး၆ဖြူတိုက်ပွဲတွင်စစ်ကောင်စီအင်အားထောင်နဲ့ချီဖြန့်ကျက်ထားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အချိန်ရှင်းလာခံကြားမြင့်လာပြီးဖြစ်သောရခိုင်ပြည်၆ဖြူတိုက်ပွဲများတွင်စစ်ကောင်စီကအင်အားထောင်နဲ့ချီဖြန့်ခြင်းကတည်ရင်ဌာနချုပ်စစ်မြေပြင်တို့မှဖြန့်ကျက်ထားပြီးအရခတ်တပ်တော် EE ကိုတိုက်ခိုက်နေကြောင်း DMG ကစုံစမ်းသိရှိရပါတယ်တိုက်ပွဲဖြစ်ပွားမှုအများဆုံးနဲ့အပြင်းထန်ဆုံးနေရာဖြစ်သောအမှတ်၃၂ရဲတပ်ရင်းတွင်အင်အားတထောင်ကျော် ချညာရီရဲ့တက်ဌာနချုပ်တွင်တထောင်ကျော်နဲ့တရုတ်ပိုင်ဒံငွေတန်းစင် OGD ဆက်ယုံရှိရာမလကျွန်းတို့တွင်အင်အားရာချီဖြန့်ကျက်ထားခြင်းဖြစ်ပါတယ်။ ယူအနီးကတရင်တွေမှာလူမရှိသလောက်ထိရှေ့တန်းစစ်မျက်နှာကိုပို့ထားတာစစ်သည်မောင်းနဲ့ပို့လာတဲ့တပ်သားအစ်စ်တွေရဲ့အချင်းဆိုင်တရင်တွေကလူတွေကိုပေါင်းလိုက်မယ်ဆိုရင်ရှေ့တန်းစစ်မျက်နှာတွေမှာစစ်တပ်ဘက်က2000ကျော်လောက်ရှိမယ်ဟုစစ်ကောင်စီနဲ့နှိစက်သူတရင်ချင်းမြစ်တို့ကပြောပါရယ်ကျောက်ဖြူစစ်မျက်နှာအတွက်စစ်ကောင်စီသည်ရေချောင်းကိုအဓိကအသုံးပြု၍စစ်သည်မောင်းများဖြင့်လက်နက်ခဲယမ်းများဖြင့်စစ်သည်အင်အားများကိုလိုသလောက်ဖြည့်တင်းနေခြင်းဖြစ်ကြောင်းမြေပြင်အခြေအနေသိသူများကဆိုပါရယ် လက်ရှိမှာစစ်ကောင်စီဘက်ကထိုးစစ်များကိုဇက်တိုက်ပြုလုပ်လာပြီးအကြဆုံးများစွာရှိတော်လဲအင်အားထက်ပြနိုင်သည့်အခြေအနေများအကြောင်းဒေသခံများကပြောပါရင်ရင်းချောင်းအရခတက်တော်အနေဖြင့်ဒညရီရေတက်ဌာနချုပ်နှင့်စစ်သည်မောများကိုပိတ်ဆို့ဖျက်ထုတ်ရန်လိုအပ်နေကြောင်းချောက်ဖြူစီရေးဆောင်ကြည့်နေသူဒေသခံများကသုံးသပ်ပါရင်စစ်သားတွေကရှေ့မှာ200လောက်ဒေသရင်အနောက်ကနေ900လောက်ထွက်ဝင်နေနေပြည်နယ်လက်နက်ခဲယမ်းတွေဟာလုံးဝအဆက်မပြတ်ဝင်နေတဲ့အဲ့ဒီလမ်းကြောင်းကိုမဖျက်ထုတ်နိုင်သမျှတော့ချောက်ဖြူကိုတိမ့်နိုင်ဖို့ဆိုတာကခက်ခဲနေုံမဲ ဖြစ်နိုင်သေးဘူးလို့ပဲမြင်ရတယ်အချိန်ကြာနေုံပဲဟုစစ်မြေပြင်ချင်းတွေကိုသိရှိသူကြောက်ဖြူဒေတာကအမျိုးသားတို့ကဆိုပါတယ် စစ်ကောင်စီသည်ပြီးခဲ့တဲ့ဇူလိုင်လကုန်ပိုင်းကလည်းစစ်တီယာနဲ့ခြေအပါဝင်တင်ကားလေးစီးတပ်မင်းကိုစစ်သည်မောများဖြင့်တင်ဆောင်ခဲ့ပြီးဒညာရီရေတပ်ဌာနချုပ်နှင့်ခလာရ34တိုင်ရင်တို့မှပို့ဆောင်ခဲ့ပါသည်။အခြားတစ်ဖက်မှာအရက်ခတက်တော်သည်အမတ်32ရေတပ်ရင်ကိုတိမ့်ပိုက်ရပြီးခဲ့တဲ့ဇွန်လပထမပတ်ကစ၍ထိုးစစ်ဆင်မှုများရှိခဲ့တော့လဲစစ်ကောင်စီဘက်မှလေချောင်းနှင့်စစ်သည်မောများမှအပြင်းထန်တိုက်ခိုက်မှုအပြင်မြေပြင်အင်အားကိုထပ်မံပြစ်တင်နိုင်ခဲ့တဲ့ပြင်ပြန်လည်နောက်ဆုတ်ခဲ့ရပါသည်။စစ်ကောင်စီကတော့စစ်သားတွေကိုထိုးကျွေးအသေးခံ ံပြီးတော့နေမြေတွေကိုထိန်းချုပ်ဖို့ကြေပြန့်ဖို့စ조사လာတာတွေ့ရတယ်။အေအေဘက်ကလည်းထိုးစစ်ဇင်လာတဲ့စစ်ကြောင်းတွေမှန်သမျှကိုချိန်မုံထားနိုင်တာတွေ့ရပေမယ့်လလုံးစင်မှာထိုးစစ်တွေလောက်တာမျိုးတိတ်မတွေ့ရဘူးဟုမြေပြင်စည်ရေးချိန်နေတည်သူနောက်ထပ်ကြောက်ဖြူဒေတာကန်အမျိုးသားတဦးကပြောပြပါဗျ။အမေ32ရဲ့တရင်မှာတမိုင်ကန်အကွာမြင့်တက်တောင်းနန်းဖဲတောင်းကန်ဒီရွာနဲ့တငွေတန့်စင်သော OGD ဆက်ယုံနှမိုင်ကန်အကွာရှိကလပါခြေရွာအပါဝင် ။တညောင်ရီရဲ့တက်ထနာကျုံမှသုံးမိုင်ကျော်ကန်အကွာရှိ ပြားတဲနဲ့တဖန်ကကြေးရွာများတီအေကထိမ့်ချုပ်ထားကြောင်းသိရှိရပါတယ်။အာရခတက်တော်ထိမ့်ချုပ်ထားသောရင်းနေရာများကိုစစ်သည်မောမှလက်နက်ကြီးဖြင့်လေကြောင်းပစ်ကူများရယူ၍ထိုးစစ်များဇက်တိုက်ပြုတ်လာနေခြင်းဖြစ်ပြီးပြီးခဲ့တဲ့စက်တင်ဘာ24ရက်ကလည်းပြားတဲတဖန်ကမိတက်တောင်နဲ့ကလဘာကြေးရွာအနီးတို့မှတိုက်ပွဲများဖြစ်ပွားခဲ့ပါတယ်။ကျောက်ဖြူမြို့တွင်တရုတ်စီမံကိန်းများစုဝေးတည်ရှိရာနေရာဖြစ်သည့်ဖြင့်စစ်ကောင်စီကလည်းအသေးလေးခုခံနေခြင်းဖြစ်ကြောင်း စီရေးဆောင်ကြည့်သူများ၏ပြောဆိုချက်အရသိရှိရပါသည်ဇလတင်ဆက်ပေးမယ့်တရင်ကတော့ဒေကုံမြို့နယ်ရဲ့စကန်တွင်ရဲတူတက်ချက်လင်းအောင်နဲ့ရဲတပ်သားလှဖုံးမြင့်တို့စကားများရာမှအပြန်လန်ပြစ်ခတ်မှုဖြစ်ပွားပြီးရဲတူတက်ချက်လင်းအောင်ဒေဆုံးပြစ်ခတ်သူရဲတပ်သားလှဖုံးမြင့်ကိုပကဖကကဲဆဲထားဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ ပဲဂုတ်တိုင်းနောက်ကျန်တဲကုန်းမြို့နယ်တွင်ရဲတုတက်ချက်လင်းအောင်နှင့်ရဲတပ်သားလှဖုံးမြင့်တို့စကားများရန်ဖြစ်ရာမှာအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီးရဲတုတက်ချက်လင်းအောင်တည်ဆုံသွားကြောင်းတဲကုန်းမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုပါရယ်စက်တင်ဘာလ18ရက်နေ့ည9:00နာရီအချိန်တဲကုန်းမြို့နယ်ရဲစခန်းတွင်ရဲတုတက်ချက်လင်းအောင်နှင့်တပ်သားလှဖုံးမြင့်တို့စကားများရန်ဖြစ်ကြောင်းရဲနောက်ရဲတုတက်ချက်လင်းအောင်ကလက်နက်ဖြင့်စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီးလှဖုံးမြင့်ကပြန်လည်ပစ်ခတ်ရာမှာလင်းအောင်နေရာတွင်ပွဲချင်းပြီးတည်ဆုံခဲ့ကြောင်း ိခတ်သူတက်သားလှဖုံးမြင့်ဟာထွက်ပြေးလာရမှာဒဲကုံမျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကကူညီကယ်ဆယ်ထားကြောင်းသိရှိရပါတယ်တိုက်ခတ်ခဲ့တဲ့ရဲတပ်သားလာပုံမြင့်ကိုကျွန်တော်တို့ဒဲကုံပကပဖွဲ့ကကုင္ကြီးကဲစဲထိမ့်သိမ်းထားတယ်ဟုဒဲကုံမျိုးနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူကရှင်းပြပါရတယ်။ ထို့ကဲ့သို့တဲကုန်းမြို့နယ်ရဲစခန်းတွင် ပြစ်ခတ်မှုဖြစ်ပွားစဉ်ရဲစခန်းအနီးရပ်ကွက်မှနေထိုင်တဲ့အသက်80ရွယ်အဖွားနှဦးလည်းနှလုံးရက်ခါသေဆုံးခဲ့ကြောင်းသေဆုံးသူအဖွားနှဦးမှာအသက်80ကျော်အဖွားဒေါ်ရီတန်းနဲ့ဒေါ်ရင်ကျူတို့နှစ်ဦးဖြစ်ပြီးနှလုံးရက်သေဆုံးသွားခြင်းဖြစ်ကြောင်းသိရှိရပါသည်စက်တင်ဘာ19ရက်နေ့မွန်လွဲတနအိချိန်နှလုံးရက်၍သေဆုံးခဲ့သောအဖွားနှဦးကိုနာယီကိုပြုလုပ်ခဲ့ပြီးဖြစ်ကြောင်းသိရှိရပါသည် ဆက်လက်တင်ဆက်ပေးမယ့်သတင်းအကြောင်းကတော့ရွာငယ်မြို့နယ်တွင်စစ်တပ်ကစစ်ကြောင်းထိုးပြီးနေအိမ်များကိုမိရှို့ဖျက်ဆီးကစစ်ပေးဆောင်ပြည်သူ6ဦးဖမ်းဆီးပြည်သူ900ကျော်ထွက်ပြေးတိမ်းရှောင်နေရဆိုတဲ့သတင်းအကြောင်းကိုတင်ဆက်ပေးပါမယ်။ ရှမ်းပြည်နယ်တောင်ပိုင်းရွာငယ်မြို့နယ်တွင်စစ်တပ်ကစစ်ကြောင်းထိုးပြီးနေအိမ်များကိုမိရှို့ဖျက်ဆီးကဆွေပေးရှောင်ပြည်သူ၆ဦးဖမ်းဆီးသွားကြောင်းတနူပြည်နယ်အမျိုးသားကားကွယ်တပ်ဦး DSND မှတင်းနှင့်ပြန်ကြားရေးတာဝန်ခံကြားပြန်ကပြောပါရယ်စစ်တပ်ကရွာငယ်မြို့နယ်တွင်စစ်ကြောင်းထိုးလာပြီးဆွေပေးရှောင်ပြည်သူများနှင့်ကျေးရွာလက်နက်ကြီးများပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းကျေးရွာများနှင့်နေအိမ်များကိုမိရှို့ဖျက်ဆီးသည့်အပြင်အသက်၉နှစ်ရွယ်ကလေးငယ်တို့အပါအဝင်ဆွေပေးရှောင်ပြည်သူ၆ဦးဖမ်းဆီးခဲ့ကြောင်းစစ်တပ်၏စစ်ကြောင်းထိုးမှုကြောင့်ပြည်သူ900ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရှိရပါသည် ရန်ငယ်မြို့နယ်တွင်ဩဂုတ်လမှစတင်၍စစ်တပ်ကအင်အားလုံးရင်ဖြင့်ထိုးစစ်ဆင်လာကြောင်းမင်းပလောင်ကျေးရွာမှပြည်သူများနေထိုင်ကြတဲ့နေရာများကိုလက်နက်ကြီးလက်နက်ငယ်များဖြင့်ပစ်ခတ်ခဲ့သဖြင့်တိမ်းရှောင်နေသောပြည်သူများမှထပ်မံထွက်ပြေးရကြောင်းစစ်ဆောင်ပြည်သူများနေထိုင်တဲ့တဲများကိုလည်းစစ်တပ်ကမိရှုဖျက်ဆီးခဲ့ပြီးကျေးရွာထဲမှာစစ်တပ်ကတပ်ဆွဲထားကြောင်း သိရှိရပါသည်။ဩဂုတ်လ16ရက်နေ့မွန်လွဲပိုင်းမှာလည်းရွာငယ်မြို့နယ်ညောင်မေသာကျေးရွာနှင့်ကြောက်တော်ကျေးရွာတို့ကိုစစ် စစ်တပ်ကလေးချောင်းမှတစ်စင်ဘုံသုံးလုံးကျဲချခဲ့သည့်ဖြင့်ဩဂုတ်လ19ရက်မှစ၍လေးရက်သတိုင်စစ်တပ်ကလက်နက်ကြီးဟောင်းဝင်းစာအလုံး40ကျော်ပြစ်ခတ်ခဲ့ကြောင်းဩဂုတ်လ21ရက်မှလည်းရဟယင်နစီဖြင့်ဘုံသုံးလုံးထပ်မံကျဲချခဲ့ကြောင်းသိရပါသည်။ရင်းပြင်စစ်တပ်ကအင်အား200ကျော်ဖြင့်ညောင်မင်းသာရွာသို့ချင်းလင်းစစ်ကြောင်းထိုးခဲ့ပြီးကြောက်တော်ကျေးရွာကိုအင်အား80ပါးစစ်တပ်စစ်ကြောင်းတစ်ခုကခြေတက်လာကြောင်းရင်းနောက်စစ်တပ်စစ်ကြောင်းတစ်ခုကညောင်မင်းသာနှင့်ကြောက်တော်ကျေးရွာတို့မှတက်ဆွဲထားခဲ့ကြောင်းတက်ဆွဲပြီးနောက်ပြည်သူများ၏နေအိမ်များ များကိုမိရှုခဲ့သည့်အပြင်အိမ်မွေးတရိတ်ဆန်ကျွဲကျက်နှင့်အိမ်မွေးခွေးများကိုတတ်စားကြောင်းပြည်သူများတင်စီထားသောပစ္စည်းများကိုရှောက်ပေးခိုးယူလူရဲမှုများစစ်တပ်ကလုံဆောင်ခဲ့ကြောင်းသိရှိရပါသည်စေဘေးဆောင်ပြည်သူတွေကတော့ခံမှန်းချင်း900လောက်ရှစ်လပိုင်းကလေးကပြေးနေရတယ်။ စစ်တပ်ကညောင်မင်းသားကိုစစ်ကြောင်းထိုးတာကတမ55ကပြူရီနဲ့ပါ၊ကြောက်တော့ကိုထိုးတာကတမ99ကလို့သိရပါတယ်။စစ်ကြောင်းထိုးကာလမှာပြည်သူဒဏ်ရာရထိခိုက်တာမျိုးတော့မရှိပါဘူး။ညောင်မင်းသားရွာမှာပြည်သူနေ46လုံးကိုမိရှို့ဖျက်ဆီးတဲ့စစ်ပီးဆောင်ပြည်သူ6ဦးကိုဖမ်းသွားတယ်။စစ်သားတွေဖမ်းဆီးထားတဲ့သူတွေမလွတ်လာသေးဘူး။စစ်သားအင်အားကရွာငံတနေလုံးစုထောင်ချီတဲ့ရွာငံမြို့နယ်မှာတော့ရွာတွေအများပြားတက်ဆွဲထားပါတယ်ဟု DSND မှတရင်နဲ့ပြန်ကြားရေးတာဝန်ခံကိုကြားပြန်ကပြောဆိုကြောင်းသိရှိရပါ ါရယ်ဆက်လက်တင်ဆက်ပေးမယ့်သတင်းအကြောင်းကတော့အတမ စစ်တောင်းစုဆောင်မှုဟာမင်းအောင်လှိုင်အကျိုးအတွက်ပြည်သူကိုတက်ရှိ CEO ဖြစ်အသုံးချနေတာလို့ KNL ထုတ်ပြန်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဟာနာသိန်းစစ်ကောင်စီတပ်ကပြည်သူလူထုကိုအတ္တမစစ်တောင်းစုဆောင်နေတဲ့လုပ်ရဟာစစ်ကောင်ဆောင်မင်းအောင်လှိုင်ရဲ့အကျိုးစီးပွားအတွက်အတ္တမအသုံးချနေတာဖြစ်တယ်လို့ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ဗဟုစစ်ဌာနချုပ်ကဒီကနေ့စက်တင်ဘာ26ရက်မှာထုတ်ပြန်ပါတယ်။စစ်ကောင်ဆောင်မင်းအောင်လှိုင်သွားနေတဲ့နိုင်ငံရေးခင်ကျင်းနဲ့ဖောက်ပြန်နေတဲ့စနစ်ဟာပြည်သူတရက်လုံးအားထောင်ဝရကျွံပြူရေးတာဖြစ်တယ်လို့ ည်းဖော်ပြထားပါတယ်။စစ်တပ်တွေကိုပြည်သူတွေဝင်ရောက်ထမ်းဆောင်လို့စိတ်မရှိတော့လက်ရှိစစ်တပ်တွေပြုံတိအင်အားများပြားလာတွေကြောင့်ပြည်သူစစ်မှုထမ်းဥပဒေကိုထုတ်ပြန်ပြီးအထက်မှစစ်သားစုဆောင်ဖြစ်တင်းနေတယ်လို့ KNL လေးကထုတ်ပြန်ပါတယ်။အဲ့ဒီစစ်သားတွေနဲ့မိသားစုဝင်တွေကိုပုံစံမျိုးစုံနဲ့အချက်ကအရေးယူတာချင်းချောက်တာဝါရမိုင်းတိုက်တာတွေဒဇိုင်းမမဲ့လုပ်နေတယ်လို့ရှေ့တန်းစစ်မျက်နှာမှာအထက်မှစုဆောင်ထားတဲ့စစ်သားတွေကိုအသိစိတ်ကင်းမဲ့စေဖို့မူရီစေဝါတိုက်ကြွေးပြီးတက်ရှိ CEO အနေနဲ့ခံကြုံးလုပ်နေတာဖြစ်ကြောင်းလည်းဖော်ပြထား ကြောင်းသိရှိရပါတယ်